မိတ်ဆွေလူတယောက်တည်ဆုံသွားတဲ့အခါဘာတွေဖြစ်သွားမလဲဆိုတာကိုစဉ်းစားဖို့ပါတလားတည်ဆုံပြီးတဲ့နောက်ဘဝဆိုတာရှိနိုင်မလားဒါမှမဟုတ်အရာအလုံးဟာအဆုံးသတ်သွားတာလားဒီမေကွန်းတွေဟာလူသားတွေအတွက်အဖြေရှာမရတဲ့ပဟေတိတစ်ခုလိုပါပဲဆမ်ပါနီယာရဲ့လူတွေတည်ဆုံတဲ့အခါဘာတွေဖြစ်လဲဆိုတဲ့စာအုပ်ထဲမှာဒီမေကွန်းတွေကိုသိပ္ပံနီးကြချင်းကပ်ပြီးစူးစမ်းလေ့လာထားပါတယ်ဆမ်ပါနီယာဟာတည်ဆုံခြင်းနဲ့ မိကက်စွာကြုံတွေ့ခဲ့ရသူတွေရဲ့အတွေ့အကြုံတွေကိုနှစ်ပေါင်းများစွာလေ့လာခဲ့တဲ့ဆရာဝန်တစ်ယောက်ပါသူဟာကဘာတဝန်းကဆေးရုံတွေမှာလူနာတွေကိုပြုစုစောင့်ရှောက်ပေးခဲ့ပြီးတည်ဆုံခြင်းနဲ့ပတ်သက်တဲ့လှုပ်ဝှက်ချက်တွေကိုဖော်ထုတ်ဖို့စ조사နေသူတစ်ယောက်လည်းဖြစ်ပါတယ်ရှေးခေတ်ကတည်းကတေလူမျိုးပါအခြေအနေနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေအများပြားရှိခဲ့ပါတယ်ပလီတိုဆိုတဲ့ဂရိတွေးခေါ်ပညာရှင်ကအဲလိုခေါ်တဲ့စစ်သားတစ်ယောက်အကြောင်းကိုပြောပြခဲ့ပါတယ်အဲရဟာအလင်းထဲကိုခီးသွွားခဲ့ပြီ အဆုံးစီရင်ခြင်းနဲ့ယူပါယုံတွေကိုမြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။၁၅ဆုမှာဟီရိုနီမက်ဘော့ဆိုတဲ့ပကြီးဆရာရေးဆွဲခဲ့တဲ့ပကြီးကားတစ်ချက်မှလည်းအလင်းတန်းတစ်ခုကိုတွေ့နိုင်ပြီးဒါဟာဒီဘက်ခေတ်တေလူမျိုးပါအတွေ့အကြုံတွေနဲ့တူညီနေတာကိုတွေ့ရပါတယ်။၁၈ရာစုကဗြိတိရှားဗိုလ်ချုပ်တဦးဟာရေနစ်တော့မဲ့အချိန်မှာသူ့ဘဝကိုပြန်မြင်ခဲ့တယ်လို့ဆိုပါတယ်။မတူကွဲပြားတဲ့ယဉ်ကျေးမှုနဲ့ဘာသာတရားတွေမှာလည်းတေလူမျိုးပါနဲ့စင်တူတဲ့အတွေ့အကြုံတွေကိုတွေ့ရပါတယ်။ ဥပမာဘိုလီးဗီးယားအာဂျင်တီးနားနဲ့မြောက်အမေရိကကအိန္ဒိယလူမျိုးတွေဗုဒ္ဓဘာသာကျမ်းစာတွေနဲ့အစ္စလာမ်အယူဝါဒဆိုင်ရာစာတွေတရုတ်ဆိုက်ဘီးရီးယားနဲ့ဖင်လန်နိုင်ငံတွေကမှတ်တမ်းတွေမှာလည်းဒီတွေ့ကြုံတွေနဲ့စင်တူတာတွေကိုတွေ့ရပါတယ်။အထိပ္ပယ်ဖွင့်ဆိုမှုတွေကနောက်ခံအခြေအနေပေါ်မူတည်ပြီးပွဲပြားနိုင်ပေမဲ့ကိုခန္ဓာပြင်ပကိုရောက်သွားတယ်လို့ခံစားရတာ။ငြိမ်းချမ်းမှုအလင်းရောင်နဲ့ဆုံးပါသွားတဲ့ဆွေမျိုးတွေကိုတွေ့ဆုံတာတွေကအမြဲတမ်းပါဝင်နေတာကိုတွေ့ရပါတယ်။ 1980ဝန်းကျင်မှာတေလူမျိုးပါအတွေ့အကြုံတွေနဲ့လူတွေရဲ့ကိုယ်ရည်ကိုယ်သွေးတွေကြားဆက်ဆက်မှုမရှိဘူးဆိုတာကိုလေ့လာတွေ့ရှိခဲ့ပါတယ်။ရေးမုံမူဒီဆိုတဲ့သူတေတီတယောက်ဟာ1925ခုနှစ်မှာဘဝရဲ့နောက်ဘဝဆိုတဲ့စာအုပ်ကိုရေးသားခဲ့ပါတယ်။သူရေးသားခဲ့တဲ့စာအုပ်ထဲမှာတေလူမျိုးပါအခြေအနေကနေပြန်လည်သက်သာလာသူ150ဦးရဲ့အတွေ့အကြုံတွေကိုမှတ်တမ်းတင်ထားပါတယ်။မူဒီဟာတေလူမျိုးပါအတွေ့အကြုံတွေမှာတူညီတဲ့အချက်တွေကိုစုစည်းပြီးဖော်ပြခဲ့ပါတယ်။ အဲ့ဒီအချက်တွေကတော့ငင်းငန်းခြင်းခန္ဓာကိုယ်နဲ့ဝေးကွာသွားခြင်းအလင်းရောင်ရှိတဲ့ဥမင်လိုင်ကောင်းတဲ့ကိုဖျက်လျှောက်ခြင်းဆုံးပါသွားတဲ့ဆွေမျိုးတွေဒါမှမဟုတ်အလင်းစွမ်းရှိတဲ့တရဝတဦးနဲ့တွေ့ဆုံခြင်းဘဝကိုပြန်လည်တုံးသက်ခြင်းနဲ့နေနမိတ်တစ်ခုကိုရောက်ရှိခြင်းလို့ဖြစ်ပါတယ်သူတေတီတွေဟာတေလူမျိုးပါအတွေ့အကြုံတွေကိုတိုင်းနာဖို့အတွက် weighted ကို appearing index နဲ့ဂရေးဆန်စကေးစတာတွေကိုတီထွင်ခဲ့ပါတယ်ဂရေးဆန်စကေးမှာအချက်16ချက်ပါဝင်ပြီး တေလူမျိုးပါအတွေ့အကြုံတွေကိုတခြားအတွေ့အကြုံတွေနဲ့ခွဲခြားသတ်မှတ်ဖို့နဲ့အတွေ့အကြုံရဲ့နည်းနည်းမှုကိုတိုင်းတာဖို့အတွက်အသုံးပြုပါတယ်။တေလူမျိုးပါအတွေ့အကြုံတွေကိုလေ့လာတဲ့အခါလူတွေဘလောက်အထိတည်ဆုံးမှုနှိစက်ခဲ့လဲဆိုတာကိုတိတိကျကျအတည်ပြုဖို့ခက်ခဲပါတယ်။အရင်ကအတွေ့အကြုံတွေကိုနှစ်ပေါင်းများစွာကြာမှစုဆောင်းရတာတွေဆေးမှတ်တမ်းတွေကိုရယူသုံးစွဲခွင့်မရှိတာတွေကအဓိကခက်ခဲတွေဖြစ်ပါတယ်။ ဒါကြောင့်နှလုံးခုန်ရက်သွားတဲ့လူနာတွေကိုလိလချင်းအဖြစ်တည်ဆုံခြင်းနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုပိုပြီးတိကျစွာလိလနိုင်တယ်လို့ဆန်ပါနီးယားကအဆိုပြုခဲ့ပါတယ်။နှလုံးခုန်ရက်သွားတဲ့အခြေအနေဟာနှလုံးမခုန်တော့တာအသက်မရှူတော့တာနဲ့အုံနောက်အလုံးမလုပ်တော့တာစတဲ့တည်ဆုံခြင်းရဲ့အစိုးပိုင်းစစ်နဲ့တူညီပါတယ်။နှလုံးခုန်ရက်သွားတဲ့အခြေအနေဟာတည်ဆုံခြင်းကိုလိလဖို့အကောင်းဆုံးဖြစ်ရတဲ့အကြောင်းရင်းတွေရှိပါတယ်။နှလုံးနဲ့အသက်ရှူတာတွေရက်သွားတဲ့အတွက်အုံနောက်ရဲ့လုံဆောင်နိုင်စွမ်းကိုလျင်မြန်စွာဆုံးရှုံးစေနိုင်တဲ့အပြင် အဲ့ဒီအခြေအနေကနေပြန်လဲကောင်းမွန်လာပြီးအတွေ့အကြုံတွေကိုပြောပြနိုင်တာကြောင့်ဖြစ်ပါတယ်။ဒါအပြင်ဘယ်အကြောင်းကြောင့်ပဲတည်ဆုံးပါစေနှလုံးခုန်ရက်သွားတာကနောက်ဆုံးဖြစ်တဲ့တည်ဆုံးခြင်းရဲ့ဇီဝပေရဆိုင်ရာလမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ဆရာဝန်တွေနဲ့တူနာပြုတွေကနှလုံးခုန်ရက်သွားပြီးပြန်လဲတတိယလာတဲ့လူနာတွေအကြောင်းကိုပြောပြလေးရှိပါတယ်။လူနာတွေဟာသူတို့ရဲ့ရှေ့မှာဖြစ်ပျက်ခဲ့တဲ့အရာတွေကိုအသေးစိတ်ပြောပြနိုင်ကြပါတယ်။ဥပမာအားဖြင့်သူတို့ရဲ့ရှေ့မှာဆရာဝန်တွေနဲ့တူနာပြုတွေဘာတွေလုပ်ခဲ့လဲ ဘလို့စကားတွေပြောခဲ့လဲဆိုတာကိုမှတ်မိနေတတ်ကြပါတယ်။တချို့လူနာတွေဆိုရင်သူတို့ရဲ့ခန်းပြင်ပမှာဘာတွေဖြစ်နေလဲဆိုတာကိုမြင်ခဲ့ရတယ်လို့ပြောကြပါတယ်။ဥပမာမိသားစုဝင်တွေရဲ့တုံ့ပြန်မှုတွေဒါမှမဟုတ်ဆေးရုံအပြင်ဘက်ကမြင်ကွင်းတွေကိုမြင်ခဲ့ရတယ်လို့ဆိုပါတယ်။ဒီအချက်တွေကတာမန်အာယုံခံစားမှုတွေနဲ့အုံနောက်ရဲ့လှုပ်ဆောင်မှုပေါ်အခြေခံထားတဲ့ရှင်းပြချက်တွေကိုပိုပြီးရှုပ်ထွေးစေပါတယ်။တိတ်ပန်နီးကြလေးလာမှုတွေအရနှလုံးခုန်ရက်သွားပြီး 30စက္ကန့်ကနေ20စက္ကန့်အတွင်းမှာအုံနောက်ရဲ့လျှက်စစ်လှုပ်ရှားမှုတွေဟာရပ်တန့်သွားပြီးအုံနောက်ဟာလုံးဝအလုံးမလုပ်တော့ဘူးလို့သိရပါတယ်။ဒါပေမဲ့နှလုံးခုန်ရက်သွားတဲ့လူနာတွေတဲက30ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းဟာကြည်လင်ပြက်သားတဲ့အတွေးခေါ်တွေပညာတွေနဲ့တတိရှိနေတယ်လို့ဆိုပါတယ်။အုံနောက်ကအလုံးမလုပ်တော့တဲ့အချိန်မှာဒီလိုအသိစိတ်တွေရှိနေနိုင်တာကသိပ္ပံပညာရှင်တွေအတွက်ဖြေရှင်းမှုခက်ခဲတဲ့ပဟိလိတစ်ခုဖြစ်ပါတယ်။ အုံနောက်နဲ့ပတ်သက်တဲ့ theory တွေကဘာကြောင့်ခံစားမှုအသည့်တွေဖြစ်ပေါ်လာရတယ်ဆိုတာကိုမရှင်းပြနိုင်ပါဘူး။အုံနောက်ကို second ဖက်တဲ့နည်းပညာတွေကဘယ်နေရာတွေမှာအသိစိတ်တွေလှုပ်ရှားနေလဲဆိုတာကိုပြသနိုင်ပေမဲ့အုံနောက်ကအသိစိတ်ကိုထုတ်လုပ်တယ်ဆိုတာကိုတတိမပြနိုင်ပါဘူး။အုံနောက်ကိုလှုပ်ဆော်ခြင်းအဖြစ်ခန္ဓာကိုယ်ပြင်ပကိုရောက်သွားတယ်လို့ခံစားရစေနိုင်ပေမဲ့တိလူမျောပါအတွေ့အကြုံတွေအားလုံးဟာစိတ်ကူးယဉ်တွေလို့မဆိုနိုင်ပါဘူး။စိတ်ကူးရဲ့အာယုံတွေကိုဖြစ်ပေါ်စေတဲ့အုံနောက်စိတ်ပိုင်းတွေဟာတကယ်အတွေ့အကြုံတွေကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ တချို့သိပ္ပံပညာရှင်တွေနဲ့တတနာပညာရှင်တွေကအတိစိတ်ဟာအုံနောက်ရဲ့လှုပ်ဆောင်မှုတွေနဲ့အပြည့်အဝရှင်းပြလို့မရဘူးလို့ငင်းခုန်ကြပါတယ်။သူတို့ကတာမန်မဟုတ်တဲ့မော်ဒယ်တွေကိုအစုပြုကြပါတယ်။ကွန်တန်ဖြစ်စဉ်တွေရအုံနောက်ထဲကအတက်အောက်မှုတွေကနေအတိစိတ်တွေဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။ဆာဂျော့အက်ကလစ်ဆိုတဲ့နိုဘယ်ဆုရှင်တဦးကလည်းစိတ်နဲ့အတိစိတ်ဟာအုံနောက်နဲ့အပြန်အလှန်ကြိုးတက်ရောက်မှုရှိတဲ့တိကျအရာတစ်ခုဖြစ်နိုင်တယ်လို့အစုပြုခဲ့ပါတယ်။ ပမောက္ခဘာရန်အီလာဟီကအတိစိတ်ဟာလက်ရှိမှာမမြင်နိုင်တဲ့ရုပ်ဝတ္ထုတစ်မျိုးဖြစ်နိုင်တယ်လို့အကြံပြုထားပါတယ်။အလားတူပဲလျှက်စစ်တန်လိုက်လိုင်းတွေကိုအရင်ကမမြင်နိုင်ပေမဲ့အခုတော့နားလည်ပြီးအတုံးချနေကြပါပြီ။အတိစိတ်ဟာတာမန်အုံနောက်လှောက်ရှားမှုနဲ့တီချာရက်တည်နိုင်တယ်ဆိုရင်နှလုံးခုန်ရက်သွားတဲ့အချိန်မှာကြည်လင်တဲ့အတိစိတ်နဲ့မှတ်ဉာဏ်တွေပါကြောက်ရှိနေနိုင်လဲဆိုတာကိုရှင်းပြနိုင်ပါတယ်။လူတွေအနေနဲ့တိထားတဲ့အရာအလုံးဟာအာယုံခံစားမှုတွေ အုံနောက်နဲ့လူမှုအတိုင်းဝိုင်းတွေကနေဆုံးဖြတ်ထားတာဖြစ်ပါတယ်။လူတွေရဲ့ခန္ဓာကိုယ်နဲ့အုံနောက်ရဲ့ကန့်သက်ချက်တွေကြောင့်လူတွေရဲ့နားလည်နိုင်စွမ်းဟာအကန့်အသတ်ရှိပါတယ်။လူမှုအတိုင်းဝိုင်းနဲ့တိတ်ပတ်အတိုင်းဝိုင်းတွေအပါအဝင်လူဖွဲ့စည်းတစ်ခုလုံးကအတွေ့အကြုံတွေနဲ့ထိရက်တွေကိုအတိတ်ပဲသတ်မှတ်ပေးခြင်းအဖြစ်ဘာကိုအစစ်မှန်လို့သတ်မှတ်တင်တယ်ဆိုတာကိုစုပေါင်းဆုံးဖြတ်ကြပါတယ်။လူတွေမှာရှိတဲ့အာယုံ၅ပါးဟာရုပ်ပိုင်းဆိုင်ရာကဘာရဲ့အပိုင်းအစတစ်ခုကိုသာသိရှိနိုင်ပါတယ်။အုံနောက်ရဲ့တွက်ချက်နိုင်စွမ်းတွေဟာအကန့်အသတ်ရှိပြီး တခါတလေမှာအာယုံခံစားမှုတွေကိုမှားယွင်းစွာအတိတ်ပဲဖွင့်ဆိုတာမျိုးဒါမှမဟုတ်သုံးဖက်မြင်ထက်ကြော်လွန်တဲ့အယူအဆတွေကိုနားလည်ဖို့ရုန်းကန်ရတာမျိုးတွေလည်းရှိတတ်ပါတယ်။ဒါကြောင့်တေလူမျိုးပါအတွေ့အကြုံတွေဟာအုံနောက်ရဲ့ပြောင်းလဲမှုတွေကြောင့်ဖြစ်ပေါ်လာတာဖြစ်ပေမဲ့အဲ့ဒါတွေကိုမဟုတ်မမှန်တဲ့စိတ်ကူးယဉ်တွေလို့မသတ်မှတ်နိုင်ပါဘူး။အုံနောက်ရဲ့လှုပ်ရှားမှုတွေဟာအတွေ့အကြုံတွေနဲ့ဆက်ဆက်နေပြီးတေလူမျိုးပါအတွေ့အကြုံတွေဟာပြင်ပကဘာနဲ့သက်ဆိုင်မှုရှိမရှိဆိုတာကိုအုံနောက်ရဲ့လှုပ်ဆောင်ချက်တွေကိုလေ့လာခြင်းအပြင်မဆုံးဖြတ်နိုင်ပါဘူး။ ခန္ဓာကိုယ်ပြင်ပကိုရောက်သွားတယ်လို့ဆိုတဲ့အတွေ့အကြုံတွေကိုစမ်းသပ်ခြင်းအဖြစ်ဒေလူမျိုးပါအတွေ့အကြုံတွေဟာတကယ့်အရာတွေဟုတ်မဟုတ်ဆိုတာကိုသိနိုင်ပါတယ်။လူတစ်ယောက်ဟာခန္ဓာကိုယ်ပြင်ပကိုရောက်သွားပြီးအရာဝတ္ထုတွေကိုမြင်နိုင်တယ်လို့ပြောတဲ့အခါဒါကိုသိပ္ပံနိကျစမ်းသပ်နိုင်ပါတယ်။စံပါဏိယရဲ့လိလမှုမှာဆေးရုံခန်းတွေထဲမှာလူတွေမမြင်နိုင်အောင်ဖုံးကွယ်ထားတဲ့ပုံတွေကိုထားရှိခဲ့ပါတယ်။အဲ့ဒီပုံတွေကိုပေါ်စီးကနေပဲမြင်နိုင်ပါတယ်။လူနာတွေကခန္ဓာကိုယ်ပြင်ပကိုရောက်သွားတဲ့အခါ ဲ့ဒီပုံတွေကိုတိတိကျကျပြောပြနိုင်မယ်ဆိုရင်သူတို့ရဲ့အတွေ့အကြုံတွေဟာမှန်ကန်တယ်ဆိုတာကိုသက်သေပြနိုင်မှာဖြစ်ပါတယ်တေလူမျိုးပါအတွေ့အကြုံတွေနဲ့ပတ်သက်ပြီးခိုင်မာတဲ့အချက်လက်တွေရရှိဖို့ကြီးမားတဲ့လေ့လာမှုတွေပြုလုပ်ဖို့လိုပါတယ်။ဆမ်ပါနီးယားရဲ့အဝယ်လေ့လာမှုဟာဆေးရုံပေါင်းများစွာမှာနှလုံးခုန်ရက်သွားတဲ့လူနာပေါင်းတထောင်ကျော်ကိုစုဆောင်းပြီးသူတို့ရဲ့အတွေ့အကြုံတွေကိုမေးမြန်းခြင်းနဲ့ဆေးမှတ်တမ်းတွေကိုစုဆောင်းခြင်းတို့ကိုပြုလုပ်ခဲ့ပါတယ်။အဝယ်လေ့လာမှုရဲ့ရည်ရွယ်ချက်တွေကတော့နှလုံးခုန်ရက်သွားတဲ့အချိန်မှာ တေလူမျိုးပါအတွေ့အကြုံတွေဘလောက်အထိဖြစ်ပွားနိုင်တယ်လဲဆိုတာကိုဆုံးဖြတ်ဖို့အတွေ့အကြုံတွေနဲ့ဇီဝအမတ်သားတွေဖြစ်တဲ့အောက်ဆီဂျင်ကာဗွန်ဒိုင်အောက်ဆိုက်ဆေးဝါးတွေဆက်စပ်မှုရှိမရှိဆိုတာကိုလေ့လာဖို့နဲ့ခန္ဓာကိုယ်ပြင်ပကိုရောက်သွားရဲဆိုတဲ့အဆိုကိုစမ်းသပ်ဖို့ပဲဖြစ်ပါတယ်။တေချင်းကိုလေ့လာခြင်းဟာအတိစိတ်ရဲ့အခြေခံသဘောတဘာဝဝကိုသိရှိနိုင်ဖို့အခွင့်အရေးတစ်ရပ်ကိုပေးပါတယ်။အတိစိတ်ဟာအုံနောက်ရဲ့လှုပ်ဆောင်မှုရှိတဲ့အချိန်မှာကြီးလင်းပြတ်သားစွာရှိနေနိုင်တယ်ဆိုတာကိုတသက်ပြနိုင်မယ်ဆိုရင် အုံနောက်လှူရှားမှုကသာအတိစိတ်ကိုဖြစ်ပေါ်စေတယ်ဆိုတဲ့အမြင်ကိုပြောင်းလဲပြစ်နိုင်ပါတယ်။တည်ဆုံးခြင်းနဲ့ပတ်သက်တဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်ခြင်းဟာစိတ်နဲ့အုံနောက်ဆက်ဆက်မှုအတိစိတ်ရဲ့သဘောတဘာဝခန္ဓာကိုတည်ဆုံးပြီးနောက်အတိစိတ်ဆက်လက်တည်ရှိနိုင်ခြင်းနဲ့ဘဝတည်ခြင်းနဲ့မိမိကိုယ်ကိုယူဆပုံတွေပေါ်မှာအကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်။မိတ်ဆွေတီစာအုပ်ထဲမှာစံပါဏိယရေးသားထားတဲ့အချက်လက်တွေအရတည်ခြင်းနဲ့ပတ်သက်ပြီးလက်ရှိသိပ္ပံနည်းကြရှုထောင့်တွေကိုစိန်ခေါ်နိုင်တဲ့အလားအလာရှိပါတယ် ုံနောက်မလှူရှားတော့တဲ့အချိန်မှာစိတ်နဲ့အသိစိတ်ကဆက်လက်တည်ရှိနိုင်နေဆိုတဲ့အယူအဆကိုထောက်ခံတဲ့အထောက်အထားတွေလည်းတွေ့ရပါတယ်။ဒါကိုနားလည်ခြင်းအပြင်လူအသိစိတ်ရဲ့နည်းနည်းမှုကိုစူးစမ်းလေ့လာဖို့တကားဖွင့်ပေးနိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေအနေနဲ့ဒီအကြောင်းအရာကိုစိတ်ဝင်စားရဆိုရင်ဆမ်ဘာနီးယားရဲ့စာအုပ်ကိုဆက်လက်လေ့လာပြီးမိတ်ဆွေရဲ့အမြင်တွေကိုလည်းဝေမျှပေးဖို့တိုက်တွန်းချင်ပါတယ်။